ကြည့်လေဟိုပြီးခိုင်ဖြူးနဲ့စစ်တက်လဲဆိုတော့စစ်တော့စစ်တက်စစ်တိုက်ကြည့်ဘူးလားစစ်တက်တက်တောင်းတက်ရွှေ့မြည်ဘူးလားမြည်ဘူးနော်စစ်တက်ကတက်တောင်းတက်ရွှေ့လို့ရှိရင်ရက်ဝင်နေပေါ့နော်ရက်ဝင်နေတော့ဆိုတော့နိုင်ငံရေးမှလည်းစစ်တက်ရဲ့လက်ကပ်ပုံစံကပြီးခိုင်ဖြူးဟာဟိုဘယ်လိုကောင်းဆိုတော့အင်းချုပ်ပြီးဆေးရင်ချုပ်ပြီးထွက်ပြလိုက်တာပဲရေးကြုံလို့ကာကျုပ်ကတန်ချောင်းတီးပြီးဆိုတာလေအကုန်လုံးကငါတို့ဒီစစ်သားများဖြစ်သွားတယ်ဒါပဲမင်းတို့နေအပဲသေးတော့ကြောက်တယ်ဟမ်မင်းအဲ့ဒီမင်းအောင်လည်းစပြီးတော့လက်ရှိစစ်ဖို့ကြောက်ကုန်လို့မင်းတို့ဘောင်းမေတဲ့မွေးနဲ့ပစောတဲ့မွေးနဲ့ခမိုင်ရင်စကတ်တွေစတော့ကင်းနေတာဟုတ်ကြ နော်အကောင့်ကလာမင်းအောင်နိုင်စောက်ဖောက်ကိုတော်တော်ကင်းဆင်ပေးတယ်အဲ့ဒါမှလိုက်မှာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကြန့်ခိုင်ရေးပါတီဟာစစ်တပ်ကလွတ်ထားတဲ့အရဲဝစ်စစ်သားတွေသာဖြစ်ကြောင်းကိုမောင်မောင်ထုတ်ဖော်ပြောဆိုလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာပါဒီနေ့ကျွန်တော်ပြင်ဆင်လုပ်ရှင်တာတော့ကိုမောင်မောင်မင်းအောင်နိုင်တို့အဖွဲ့ကိုထောက်ပြထားတဲ့ဗီဒီယိုဖိုင်ပါအဲ့တော့မောင်မောင်ဆိုတာကတစ်ချိန်လုံးစစ်တပ်ကိုအာပေးထောက်ခံလာခဲ့တဲ့စစ်တပ်အမာခံထောက်ခံသူ အကောင့်တုတ်နဲ့ကလေးလေးချင်းထောက်ခံတာမဟုတ်ဘူးနော်ရုပ်ပြပြီးတော့တတိချီချီတိတ်ခါချီချီထောက်ခံတဲ့လူအဲ့ဒါတော့လူမျိုးကအစားထွက်ပြောလာပြီဆိုတဲ့ကဒီမင်းအောင်နိုင်တို့အဖွဲ့ဟာဘလောက်ထိဗျမ်းမကလမ်းလွဲနေပြီလဲဆိုတာကိုယ့်ကိုစဉ်းစားကြည့်ကြပြီတော့နောက်မှကုံမောင်ပြောတာအရင်ကောင်းတော့လည်းကြည့်လေဟိုပြီးခိုင်ချိုးနဲ့စစ်တပ်နဲ့ဆိုတာဒါပါစစ်တပ်စစ်တိုက်ကနေမလားစစ်တပ်တက်တောင်းတက်ရွှေ့နေဘူးလားနေဘူးနော်စစ်တပ်ကတက်တောင်းတက်ရွှေ့နေရှေ့ရဲဝင်နေတော့ရဲဝင်နေတော့အေးအေးတက်တောင်းတက်ရွှေ့တွေ့ဘူးလား ်တယ်။အေးရတယ်ဒီလိုပဲ။တိုက်ပွဲလုံးတိုက်နေစေ။သူအရက်ဝင်နေတဲ့ယူဆောင်ကြွာလာတယ်ဘူး။ဝီးပြီးတော့မလန်းတဲ့တော့ကရောက်တယ်။ဟုတ်တယ်ပဲဗောဗျာနိုင်ငံရေးမှာလည်းစက်တန်ရလောက်တဲ့ပုံစံကဒီခိုင်ကျူဟာဘယ်လိုခေါ်မလဲဆိုတော့အိမ်ချပြီးဆေးရင်ချပြီးပြလိုက်တာရေးကြောင်လို့ကာကျုပ်ကတန်းချောင်းတီးပြီးဆိုတယ်အကုန်လုံးကငါတို့ဒီစက်တန်များဖြစ်သွားတယ်ဒါပဲအမှန်ပဲတော့အခုတူထောက်ပြထားတဲ့ကိစ္စကဒါအမှန်ပဲဟုတ်တယ်မလားလက်ရှိဒီခိုင်ကျူမှာညွတ်နဲ့အစင်ကစပြီးတော့ဘဝခင်ရင်ထိဥက္ကရာခင်ရင်ထိစစ်တပ်ကလူတွေပါပဲ ။တာမန်အယက်သားပြည်သူဘယ်နှယောက်ပါလဲ။အဲ့တော့ဒီနေရာမှာကျွန်တော်အယက်သားပြည်သူဆိုတဲ့ဟာကျောင်းဆရာဆရာမလည်းဒါအယက်သားလို့ပြောလို့ရတယ်နော်။စစ်တပ်မဟုတ်တဲ့လူပေါ့နော်။တိတိကျကျပြောမယ်ဆိုရင်တော့အယက်သားဆိုရင်ဒါဝန်ထမ်းမဟုတ်ဘူးပြောရမယ်နော်။ဒါပေမဲ့ခင်ဗျားပြောသလိုပညာရေးဝင်ပညာရေးအတိုင်းဝိုင်းကဘယ်နှယောက်ပါလဲ။စီးပွားရေးအတိုင်းဝိုင်းကဘယ်နှယောက်ပါလဲ။အင်ဂျင်နီယာအတိုင်းဝိုင်းကဘယ်နှယောက်ပါလဲ။ဒီဒီစတဲ့ဖြစ်နိုင်ငံထဲမှာရှိတဲ့အချောင်းဝင်တဲ့အတိုင်းဝိုင်းတွေကဘယ်နှယောက်ပါလဲဒီစစ်တပ်ထဲကဒူတွေဘယ်စုပွက်ပြီးတော့ပါတီဖွဲ့ထားတာမဟုတ်ဘူးလား အဲ့တော့လက်ရှိပြည်ခိုင်ပြိုးဆိုတာစစ်တပ်ကိုကိုစားပြုတာဖြစ်တဲ့အတွက်စစ်တပ်ကောင်းဆောင်ရဲ့အကြိုက်ကိုလွန်ဆန်လို့လုံးဝမရတဲ့ပါတီဆိုတာညင်းလို့မရဘူးနော်ဒါရှင်းနေတယ်ကိုမောင်နှစ်ဘက်ကရှင်းနေနော်တနာခင်နိုင်ငံကျုံနိုင်ငံကြီးကစီးနေတာကစီးနေမှန်းတော့ပီရီကလည်းတယောက်တည်းတိုင်းပဲကနော်။နေရာတစ်ခုတိုင်းပဲဆိုရင်အရင်ဆုံးရသားကြီးပဲလွတ်လာ။ရခိုင်တွေဆိုလွတ်လိုက်တာ။ရခိုင်လည်းဒီလိုပဲ။အခုကဒီဟာတိုင်းနဲ့စစ်တပ်ကပြတ်တော့တယ်နိုင်ငံကြီးမှာလည်းအခုအိမ်ချပြီးဘောင်းချပြီးလွတ်လိုက်တာဘာမှမဟုတ်ဘူး။အပီခိုင်တွေ့တဲ့မှာကတော့ရေးရေးကြုံကာကြုတ်ကတက်စားလေးချက်ထားဆိုအကုန်ထားဆိုပါ။ ဒီခိုင်မျိုးကွန်မထဆိုအဲ့တော့အဲ့တော့ခင်ဗျားတို့ဒီ2008နဲ့လောက်တဲ့ဒီရွေးကောက်ပွဲကိုအဲဒီပေါ့နော်စတင်ပြီစတင်ကြရတယ်ပုံကန်ကြရတယ်ဆိုတာလည်းဒါတိတိကျကျမရတော့ဘူးကျွန်တော်ကလည်းလောလောလတ်မှမပြပဲဗျာဟိုတိုက်ခိုင်လေးရှိတော့မှပဲဟိုလူကိုပယ်ထုတ်ဒီလူပါတီကိုဖျက်ထုတ်အဲ့တော့ကျွန်တော်စစ်တက်ကိုယ်တိုင်ကနိုင်ငံရေးကိုကောင်းစေခြင်းနဲ့အရေးကြောင့်ပြောတယ်ပါတီဆိုတဲ့ဝင်ရေးကောင်းပြောရတယ်အဲ့မဲ့ အဲဒါမြေဒီမှာအရေးအယံသွားနေတဲ့ပုံစံလေးတူတူကျင့်ကြံပုံနဲ့ဟုတ်လားကြိုးစပုံနဲ့ကတော့စစ်တပ်နိုင်ငံရေးတဲ့ထွက်ချင်တဲ့လမ်းကြောင်းကိုပြလာမှာမဟုတ်ပဲလေရှင်းပါတယ်စစ်တပ်ကတိုင်းပြည်ကိုကောင်းစေခြင်းနဲ့စိတ်လုံးဝမရှိပါဘူးဒီတိုင်းပြည်ရဲ့အာဏာကိုစစ်တပ်ကဘယ်လောက်ထိချုပ်ကန့်ထားလို့ရမလဲတရားရဂိုင်းတော့ပေါ့တရားကဆယ်ရဂိုင်းတော့ရရင်တရားဆယ်ရဂိုင်းတော့ချုပ်ကန့်မှုလို့မလဲနော်အဲ့တော့ဒါမဲ့ဒေါင်းလိန်ပြီးတော့ပါတီစောဒီမိုကရေစီစနစ်ပါပေါ်တယ်အလောက်ရက်ကအာဏာကိုအမိရချုပ်ကန့်လုံးဝလက်မလို့ဘူးနော်ဒါအဲ့ဒါလေးအစိုးရ၅နှစ်ဆိုတာ အန်ဂလီအစိုးရတက်လာတဲ့အချိန်မှာအန်ဂလီအစိုးရကိုအာဏာလွှဲပြောင်းပေးရတော့အချိန်မှာဝင်ကြီးဌာနတွေမှာရှိတဲ့ budget ကိုအကုန်ကုန်အောင်တုံးပြစ်တယ်ကြောက်ခိုင်အစိုးရကနော်တက်ဖို့အစိုးရကဝင်ကြီးဌာနတိုင်းမှာရှိတဲ့ budget ကိုအကုန်ကုန်အောင်တုံးပြစ်ပြီးတဲ့အပြင်မပြီးသေးဘူးဘယ်လောက်ရောက်မှာလဲအောက်မေ့တယ်တစ်နှစ်ခွဲအထိတိုင်းပြည်ရဲ့ budget ကိုထုတ်ယူတုံးဆွဲခွင့်မရှိအောင်စီစဉ်ဖြစ်ခဲ့သူတို့ရဲ့အစီအစဉ်ကတော့အန်ဂလီအစိုးရတက်လာတာနဲ့ budget ပြတ်ပြီးတော့အစိုးရပြိုလဲရိုင်လဲတော့အောင်တခါတည်းစီစဉ်ထားတာအဲ့ဒီအချိန်မှာအန်ဂလီကတက်လာတဲ့အချိန်မှာခရိုနီတွေနဲ့အကူအညီတောင်းပြီးတော့ဒီ ်ဘတ်ဂျက်ကိစ္စကိုရအောင်ဖြည့်ရှင်းဒီတတိခွဲအတွင်းမှာဘတ်ဂျက်တုံးဆွဲလို့မရတဲ့ကာလမှာရအောင်လို့တိုင်းပြည်ကိုဖြည့်ရှင်းဖြည့်ရှင်းပြီးတော့ဘတ်ဂျက်တုံးဆွဲလို့ရလာတဲ့ရှိတဲ့စီမံကိန်းပေါင်းများစွာကိုအားတော်ခွန်ဆိုင်လှုပ်ချပြစ်တာအဲ့တော့ NND အစိုးရဟာတောင်ဝင်ခံအစိုးရအစ်စ်မဲ့ရှိလာတော့မှအဲ့လောက်ထိလုပ်နိုင် NND တော်လို့မဟုတ်ဘူးလားဒီ NND မြန်မာအခြားပါတီတခုပြည်သူလူလာတဲ့ပါတီတခုဆိုတဲ့အဲ့တိုင်းဖြစ်ပါမယ်နောက်ဒီထက်ရောက်လာတာအများကြီးရှိတယ်နော်တကားအစင်းပေါင်းထောင်နဲ့ရှိဆောက်ထားတဲ့စာရွက်ပေါ်မှာ အနာဒီအစိုးရလွှဲလာတဲ့အချိန်မှာသူတို့စောင့်ထားပါလေဆိုတော့တရားအစင်ပေါင်းထောင်နဲ့ချီစာရဲထဲမှာရှိတယ်။အပြင်မှာ plastic တော့အဲ့တရားဒီစင်မှာမရှိဘူး။နိုင်ငံပိုင်နဲ့တကယ်အကောင်းစားကားတွေကိုယ်တော်နဲ့အပြစ်အစစ်တရားကြောင့်တခုမှလွှဲမအပ်ပါဘူး။အနာဒီအကုန်လုံးပြထားပေးခဲ့တယ်။တန်ဖို့အစိုးရတတ်လာတဲ့အချိန်မှာအဲ့လောက်ထိရုံမလား။ဒါကိုယ်တွေတိတဲ့အစင်လည်းရှိတယ်။ကိုယ်တွေမတိတဲ့ဒီအစိုးရဌာနအပြင်ရုံမှမှုတွေဘလောက်လောက်ခဲ့တယ်ဆိုတာဒါအနာဒီအစိုးရကောင်းဆောင်တွေမတိလိမ့်မယ်။နော်အဲ့လောက်ထိရုံမှခဲ့တဲ့ကောင်ပဲ။ဒါလာမှအာနာကိုထပ်သိမ်းနေတယ်ဆိုဒီကောင်တွေရဲ့လောဘဟာ အတော်မတက်နိုင်အောင်များပြားနေကြဖြစ်တဲ့အတွက်တိုင်းကြီးကိုမလုပ်တဲ့အလုပ်ကိုလုပ်လို့အခုတိုင်းကြီးကပြစ်စည်းနေရတာပဲနော်အဲ့တော့ကိုမမောင်တို့လိုမျိုးစစ်တပ်ထောက်မာဂန်ထောက်ခံတဲ့လူတွေကစထွက်ပြောလာတယ်ဆိုတာကဒါတွေဟာတိုင်းကြီးပေါ်ရုပ်မှန်တဲ့ရုပ်မှန်နေလို့မဖြစ်တဲ့နာလေးလုပ်နေလို့ထွက်ပြောနေတာဒီလူတွေကဒီလူတွေကဒီနေ့ကျေကျေတော်နိုင်မဲ့ဘူးပေါ့လားမဟုတ်ဘူးနော်တော်နိုင်ရတော့အားပေးနေတာမဟုတ်ဘူးသူတို့အဒီစစ်တပ်ကိုပဲထောက်ခံတယ်စစ်တပ်ကိုပဲအားပေးတယ်ဒါပေမဲ့လက်ရှိဖစ်ကောင်းဆောင်တွေလောက်ရတာတိုင်းပြည်ဖြစ်နေတယ်ဆိုတော့ဒီလူတွေကအမုန်းခံပြီးထောက်ပြနေတယ်ဒီချက်ရှင်းတာမရှိတော့ဘူးစစ်တပ်ရာတပ် เนาะနိုင်ငံရေးထဲမှာနေရရေးပြနေမှာတော့ဥပဒေကြောင့်ရလဲခင်ဗျားတို့ရဲ့နားကြောင်မပြနိုင်ဟုတ်တယ်လက်ပုံကြိုင်ပုံတွေမှာလဲနည်းနည်းလေးဝေဖန်မိအောင်မှချိန်တဲ့တဲ့ဟာဟာလေးပြေးတော့မှချိန်တဲ့တဲ့ပြန်စဉ်းစားကြည့်အမှန်ပဲနောက်အခု Tiger Might D ရဲ့အုံတိုင်းရဲ့ကြောင်ဝင်ထုတ်ခဲ့တုံးရောက်ကိုတဲ့ရွက်ောက်ပွဲဥပဒေနဲ့အမှုဆွဲတယ်ဆိုတော့အုံတိုင်းကပြောထားတာလဲတူနဲ့ကိုကောင်မလို့တဲ့ခင်လိုက်တဲ့ရိုက်နေတဲ့ကောင်နဲ့နှစ်ယောက်ကွဲဝါးတဲ့အချိန်မှာသူ့ကိုလူတွေဝိုင်းဆဲလို့အခုမင်းတို့တွေ့ပြီမလား နော်အခုတော့မင်းတို့တွေ့ပြီမလားငါ့ကိုဆဲထားတာဆိုပြီးစကားလေးပဲပြောတာမဟုတ်အခုလက်ရှိမင်းအောင်နိုင်တော့ကျွန်တော်ဒီတအားကြောက်တာဒီကောင်ဒေါ်လာကြီးနေနော်သူတို့ကအတုရောင်ရွေးကောက်ပွဲကိုအတုကိုအတုလို့ပြောထေအောင်ကြောက်တယ်နော်အခုအဲ့တောင်ရောက်ကိုဖမ်းပြီးတဲ့ပြင်ဒိုက်တာမတ်တီးဆိုအိုးနေပြီဘာမှလုပ်လို့ရတာကြီးမဟုတ်တော့နော်သူတို့ရောကလည်းတူဒါတော့မှဒီကောင်တွေမတက်မညာရုပ်မှာနော်အခုဒီနေ့တယောက်ထပ်ဖမ်းတယ်တဲ့ဟိုဟာဒိုက်တာတယောက်ကိုဖမ်းတယ်အဲ့ဒီသူတို့ကိုပြောထားတဲ့ဗီဒီယိုအောက်မှာအသေးသွားပြီလို့ဆိုတော့ဩမင်းတို့တွေအသေးသေးတော့ကြောက်တယ်ပေါ့ ဟမ်မင်းအဲ့မင်းအောင်နိုင်ရစပြီးတော့လက်ရှိစစ်ဘုံကြောက်အောင်လို့မင်းတို့ဘောင်းဝင်တဲ့မွေးနဲ့ပစိုးတဲ့မွေးနဲ့ခမေရင်စကတ်တွေစတော့ကင်းနေတာဟုတ်ကြနော်အကောင်းကတာမင်းအောင်နိုင်စတော့ကိုစတော့ကင်းစင်ပြီးတော့အဲ့အမလိုက်မှာတူနဲ့လိုက်မှာအဲ့ဒါလေဘာလို့လောက်ရကအဲ့ဒီလောက်ရလုံနေကြတာဟုတ်ချင်းချင်းလေးပဲငါတို့ကတော့တို့လုံးမဲ့လို့ပြက်တဲ့တသားတွေဒါကြောင့်မလို့ကျွန်တော်တော်လိုင်းဘက်ကအင်အားစုတွေနေနေရတယ်သူတို့တဆမိုက်မိုက်ရရင်ကိုယ်ဆယ်စားတော့မိုက်ရင်ပေးမတန်တဲ့ကောင်အဲ့ဒီကောင်လေးသားကြောက်တယ်နော်ဟန်စစ်ဘုံကြောက်ပြီလေသူများကောလားဖမ်းမယ်စီးမယ်ထောင်ချမယ်ရိုက်မယ်တတ်မယ်ဖြတ်မယ်လို့ရတာသူတို့ကိုလက်ကြည့်အောင်မလေးအသိကြောက်တာ ။နာသူတို့အသားလောက်နာတတ်တာမရှိဘူး။သူတို့မိသားစုလောက်တန်ဖိုးရှိတာမရှိဘူး။သူတို့အတိုင်းဝိုင်းလောက်တန်ဖိုးကြီးတာမရှိဘူး။မယုံကြည်လို့ကြည့်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဘက်ကနေပြက်သားတဲ့တောက်ပြန်မှုတွေနဲ့ဒီကောင်တွေကိုစော်ရမယ့်အချိန်ရောက်နေပြီ။အဲ့လိုမဟုတ်လို့ရှိရင်ဒီကောင်တွေကဒီတက်ဆက်လို့မှာတော့။ဒါရှင်းရှင်းလေးပဲသူတို့တော့မယုံကြည်လိုက်။ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဒီလိုကြီးပါတယ်ဆိုလည်းဟုတ်ဆန့်ကျင်ဘက်ကနေရတယ်အဲ့တော့ပြောလို့မလာဘူးကျွန်တော်အကြံပေးချင်တာကတော့စစ်တပ်အနေနဲ့နိုင်ငံရေးတွေကလူလူလာလာထွက်ချင်နေပါတယ်ဆိုတော့ပြောလို့ပြရမပြတဲ့တင်ဘူး တစ်တလုံးငါတို့နေကြီးငါမိသားစုကောင်းစားရေးဆိုတဲ့ပုံစံမျိုးတွေတွေ့နေအောင်အဲ့နှစ်ခါဆုံးတင်ရမယ့်အရာအဲ့တော့တစ်ခါကဆန့်ကျင်တာလည်းအပြစ်ပြောလို့မရအောင်နော်အမှုပညာရှင်များအလုံးအကြံဖက်စစ်တပ်၏ရွေးကောက်ပွဲဝါဒဖြန့် policy အလိမ်အညာစည်းရုံးရေးတွင်ပါဝင်ရန်နှင့်ငင်းဆန်လျင်အရေးယူမည်ဟုညွှန်ကြားအေးကျွဲချင်းချောက်ပြပသို့ခွင့်ပြုချက်မရှိဘဲထွက်ခွာခွင့်မပြု အမှုပညာရှင်များအလုံးအနေဖြင့်အကြံဖတ်စစ်တပ်၏ရွေးကောက်ပွဲဆိုင်ရာဝါဒဖြန့် policy အလိမ်ညာစည်းရုံးရေးများတွင်ပါဝင်ရမည်ဖြစ်ပြီးငင်းဆန်လျင်အရေးယူမည်ဟုချင်းချောက်ကပြပသို့ခွင့်ပြုချက်မရှိဘဲထွက်ခွာခွင့်မပြုတော့ကြောင်းသိရှိရသည် ယမန်နေ့အော်တိုဘာလ30ရက်နေ့အကြံဖက်စစ်တပ်လက်အောက်ခံပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှညွှန်ကြားအေးကြွယ်ကရန်ကုန်မြို့ရှိရုပ်ရှင်လုပ်ငန်းရုံးတွင်ရုပ်ရှင်အတိုင်းအတူများလိုင်းကိုခေါ်ယူတွေ့ဆုံပြီးလာမည့်ရွေးကောက်ပွဲအတွက်စစ်တပ်ကပြုလုပ်မည့်ဝါဒဖြန့်အလိမ်ညာစည်းရုံးရေးများတွင်ပါဝင်တရုတ်ဆောင်ရမည်ဖြစ်ကြောင်း လူငင်းဖြစ်ပြန်လဲလွမြောက်လာသောအမှုပညာရှင်တရုတ်ဆောင်များပါမကြံပါဝင်ရမည်ဖြစ်ကြောင်းအကယ်၍ငင်းဆန်လျင်အထက်မိတ်အရာအေးယူမည်ဟုဖိအားပေးပြောဆိုလာကြောင်းသိရှိရသည် လူမင်းပြည်တည်ကြီးအိန္ဒြာကျော်စင်ပါမကြံနမည်ကြီးတရုတ်ဆောင်အမှုပညာရှင်များအားလုံးပါဝင်ရမယ်။မပါရင်ညင်းဆန်သူများအားလုံးကိုအထက်အမိန့်အရာအားလုံးကိုအရေးယူမယ်လို့ရမှာကတော့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကမ်ပိန်းစာသားကိုတယောက်ချင်းစီပြောရမယ်။ ရိုက်ကူးရေးကိုစက္ကမဘက်ရိုက်ပြီးသူတို့တရင်နဲ့ဖြုတ်ပြေးဖလာအားလုံးတွင်ထုတ်လွှင့်မယ်။တချို့ကိုယ်တိုင်ရိုက်ပြီးသူတို့စီကိုပို့ပေးရမယ်။နိုဝင်ဘာလဆန်းမှာရိုက်ကူးမှာဖြစ်တဲ့ရုပ်ရှင်ဇလန်းတို့မဟုတ်ပါ။တယောက်ချင်းစီကစက္ကမဘက်ကရွတ်ဆိုခိုင်းတဲ့ကမ်ပိန်းစာသားကိုရွတ်ဆိုတဲ့ဗီဒီယိုရိုက်ကူးရေးဖြစ်ပါတယ်ဟုရန်ကုန်ခေတ်တီတရင်ရင်းမြစ်ကပြောဆိုသည်။တော့ခုတော်တယ်မှာကာကျုပ်ကတာကြောင်ထိုးလို့ရှိရင်အကောင်လုံးတက်စားလိုက်ကြထားဆိုမှတည်းမရဘူး အဲ့တော့ရှင်းနော်ကိုမောင်ပြောတာမှားလားဒါကြောင့်မလို့ကိုမောင်မောင်နဲ့မမသားတွေတက်ဖို့ဖြောက်လို့သွားချင်းနေတယ်သူပြောတာလည်းမှားတယ်ကျွန်တော်တို့ကလေကိုယ့်ကိုလူလို့တတ်မှန်အရင်ဦးဆုံးအကြောင်းအရာတစ်ခုကိုကြည့်မယ်ဆိုရင်အမှားနဲ့အမှန်ကိုယဉ်ကြည့်ရတယ်သူ့ဘက်ကိုယ့်ဘက်ဟာအရင်မကြည့်နဲ့ဘယ်ကိုယ့်ဘက်ကလူကမှားနေတယ်တောင်းမှတင်တောင်းမှပေးလိုက်ကိုယ့်ဘက်ကာတယ်ကိုယ့်ဘက်ကိုကာတယ်ဆိုတော့အဲ့လိုမျိုးကာမှလူပီတာအဲ့ကိုယ့်ဘက်ကမှားနေတဲ့အတွက်မလုပ်ကြဘူးလားကွာငါတို့ကြားထဲပေါင်းမှာဒါတကယ်ချင်းအပေါင်းတဲ့မိတ်ဆွေတကယ်ဒီနေတင်မာနဲ့ဒီတိုင်းပဲအမှားမှန်ကိုအရင်ကြည့်မယ်အဲ့ကိုယ့်ဘက်ကမှန်တယ်ဖြစ်တယ်ဖြစ်ပါလား ကိုမကမားနေရင်တောင်းပန်တဲ့တောင်းပန်လည်းပြဿနာကိုပြီးဆုံးဖို့အတွက်အခုလက်ရှိဒီကောင်တွေကိုကြည့်လိုက်ဒီစစ်တပ်ထောက်ခံတယ်မှာဆိုအတိုင်းဝင်ဒီကောင်တွေမှာလေလူတော်တိတိယမရှိဘူးအကြောင်းရတစ်ခုပေါ့ဘယ်တော့မှအမှားမှန်မရှိဘူးသူ့ဘက်ကိုပဲသူတို့ဘက်ကမားမှန်လို့မှန်တာပဲလို့ကြိုက်တာလို့သွားပြောတဲ့သူအပြစ်သူတို့ရဲ့ရှင်တို့ပဲသွားမပြောနဲ့မားတာလို့လည်းသွားမပြောနဲ့မှန်တာလို့သွားမပြောနဲ့အဲ့ဒါဆိုပါလေအဲ့ဒါဆိုလူလို့ခေါ်ရပါလားတိရစ္ဆာန်နဲ့မတူနေဘူးလားတိရစ္ဆာန်ကခွေးတွေကြီးခွင်းနှောက်ကကြီးဒီဘက်ကောင်ကဘယ်ဘက်ဟိုဘက်ကောင်ကတကောင်ကြီးတကောင်ကြီးကြိုက်လို့ကိုယ့်ဘက်ကခွေးရမားတာလားမှမကြည့်ဘူး တော်ဝင်လိုက်တာပဲကိုယ့်ဘက်ကဝင်လိုက်တာပဲအဲ့ဒါကလိစံဖွင်းပဲလက်ရှိစစ်ဒီစစ်တပ်အတိုင်းဝန်းကောင်တွေအကောင်လုံးခွင်းနေတူတူပဲနော်မင်းတို့နိုင်လဲတယ်ငါအမှန်တိုင်းပြောတာမင်းတို့လောက်ရက်ကအဲ့ဒါနဲ့တူလို့ခွင်းနေတိုင်းတာနော်အရှင်းကြီးလေးမိုင်ရရောက်မှပြီမင်းတို့ခွင်းနေတိုင်းတာမဟုတ်အဲ့မင်းတို့အဲ့လိုအနိုင်မခံသိချင်ရင်မင်းတို့လူလို့တရားရှိအမှားမှန်ကိုကြည့်တရားမှုမတရားမှုကြည့်နော်အလုပ်လုပ်တဲ့နေရာမှာအမှားမှန်ခွဲခြားလို့တရားမှုမတရားမှုခွဲခြားလို့ဒါဆိုရင်မင်းတို့ဘယ်သူမှစစ်ပွဲလို့ခေါ်စရာအကြောင်းမရှိဘူးရှင်းရှင်းလေးပဲ ။နော်အဲ့လိုလုပ်နေမဲ့လူကိုအခုကြည့်ဘောမချင်းအတူတူတော့ကိုမောင်မောင်တို့နဲ့ပြည်တွင်းမှာရှိတဲ့အဲ့ဒီပိုင်ရဲကိုတို့ကြော်စိုးဦးတို့ဝက်လီအိတ်ကြော်စိုးဦးတို့ဟမ်ဟိုငနွားကြော်မျိုးမင်းတို့နဲ့တူးလာ။အဲအဲ့ဒါလူတန်ဖို့နော်အဲ့တော့ငါတို့ကလည်းစကားပြောနေမှာမောင်မောင်တို့လူမျိုးကိုရိုင်းတိုင်းဆဲဆိုပြီးတော့ငါတို့ relation တကားမလုပ်။အဲအဲ့ဒီပြည်တွင်းအောက်တန်းစားမအေးလို့နေဆိုရင်တော့လားမပူနဲ့ရအောင်ဆဲမှာ။ဘာဖြစ်လို့တန်တန်တန်ရပဲရမယ်။ဒီတွတ်တော်ဆိုတာစစ်တပ်အတွက်ဟောမဆိုလို့ရှိရင်ဟိုတက် ဘာမှမဆိုချင်ပါဒီစီးရပြခန်းတာစီးရပြကွေးမြေတစ်ခုဖြစ်လာစီးရပြကွေးမြေအဲ့လိုပဲဖြစ်ရလေစစ်တပ်နေတယ်လောလောလာလာထွက်ချင်ကြောင်းလေပြပါဗျာနော်နိုင်ငံကောင်းစေချင်တော့ကဲကိုမုံပြောရတော့ရှင်းတယ်နော်တကယ်ဒါမျိုးဘောမိုင်မှန်းမ်းပါဗျာကျွန်တော်တို့ငင်းပြောသလိုဒီလိုဘောမိုင်ကျွန်တော်တို့တွေအတိုက်ခံလုပ်ရအောင်မလို့ကိုတို့ကိုလို့ကိုစီဘာကိုရှာနေုံပဲနော်မင်းတို့ဘောမိုင်ငါ့ကိုလာဆဲနေလို့ကြည်ထားမင်းတို့ငါ့ကိုနိုင်ငံရေးလုပ်လို့ပြောချင်တယ်ထားဖို့လုပ်လို့ပြောချင်တယ်ဆဲချင်တယ်မကြိုက်ဘူးလားငါ့ကိုမလောက်ခိုင်းစေချင် ကိုမောင်မောင်ပုံလည်းတို့မင်းတို့နေကြဒီလိုဒီလိုမျိုးပေါ်မှနေမြိုင်းငါတို့တွေအပိုက်ခံဖွလို့ပြမလို့ sorry နော်ကိုလို့ကိုလို့နေုံပဲဘဒူးမှဒီနိုင်ငံကြီးကိုစောက်ကမြောထိုင်လို့မချင်ဘူးအဲ့ဒီရှိတဲ့လို့ကိုစီဝါကိုအေးစေးလို့ဖြစ်တာပေါ့နော်ဒါပေမဲ့လက်ရှိပြည်တွင်းမှာကိုမောင်မောင်လိုမျိုးဒီစစ်ဘုံထုတ်ပြီးမှားနေတဲ့အရာတွေကိုထောက်ပြမဲ့ဘောမှရှိလာအဝေးထောက်ပြဖို့ဆိုတာထောက်ပြဖို့မစိမ်းစားနဲ့ဘူးနော်မဟုတ်တာလောက်တာရုပ်အထိုင်ကြီးလက်ကုတ်ပြီးနေတာအဲ့တော့ငါတို့အနေနဲ့မတော်တာလို့ဘယ်လိုလုပ်ရမလဲဒီတိုင်းမျိုးဒီကိုမတရားမှုမတော်လောဘချာနေမှာထားပေးထားမှာအဲ့တော့ငါတို့တွေ တော်လန်နေတယ်စန့်ကျင်နေတယ်ဆိုတာကဒီစစ်တပ်ခေါင်းဆောင်တွေနဲ့ဒီစစ်တပ်ကိုအားပေးတဲ့ခေါင်းတွေရဲ့ရုံမာမှုတွေထက်ချီတယ်လည်းဖြစ်နေလို့မခံနိုင်လို့စန့်ကျင်ရတာเนาะအေးကိုမောင်မောင်ပုံစံမျိုးဘောမကြမယ်ဆိုရင်တော့စန့်ကျင်တဲ့သူတွေ မလျော့ဝိုင်းကြက်တယ်လို့ပြောပါတယ်။ကဲအဲ့တော့ဒီလိုစစ်တပ်ကိုအမှန်ကန်ထောက်ခံလာတဲ့ဒူတော်ကဘယ်လောက်ထွက်ပြောပြီဆိုရင်ဒီမင်းအောင်နိုင်တဲ့အပေါင်းအပါကောင်းမင်းဟာဘယ်လောက်ဒီလမ်းလွဲနေပြီတဲ့ဘယ်လောက်ဒီမှားနေပြီဘယ်လောက်ဒီမိုက်ရိုင်းနေပြီဘယ်လောက်စုပ်ပဲ့နေပြီလဲဆိုတာကိုအောင်အောင်နဲ့ကိုစဉ်းစားကြပြီးတော့ဒါဟိုမှအမောင်းမောင်းဘာဖြစ်တယ်ညာဖြစ်တယ်ဆဲပြီးတော့ဒီပထွေးတွေကိုဆက်ထောက်ခံမယ်ဆိုတော့မင်းတို့အဆင်တန်းမယ်ကြိုက်လို့လုပ်လို့ရတယ်ဒါပေမဲ့တစ်ခုပဲဖြေသွားပါကိုမောင်းမောင်းပြောလို့ရတဲ့စကားတွေမှားလားမှန်လားဆိုတာလေးကိုတော့ဖြေသွားသင့်ပါ